ဒီနေ့မှာတော့ဂျပန်နိုင်ငံမှာနေထိုင်နေကြတဲ့ရွှေပြောင်းနေထိုင်သူအတိုင်းဝိုင်းအထူးသဖြင့်တရုတ်လူမျိုးတွေကြားမှာအကြီးအကျယ်လှုပ်ခတ်သွားစေခဲ့တဲ့သတင်းကြီးတစ်ပုဒ်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံကိုရွှေပြောင်းနေထိုင်ဖို့စဉ်းစားနေသူတွေအထူးသဖြင့်တရုတ်နိုင်ငံသားတွေအတွက်တော့ဒါဟာတုံ့လှုပ်ချောက်ချားစရာသတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျပန်နိုင်ငံရဲ့စီးပွားရေးစီမံခန့်ခွဲမှုဗီဇာလို့ခေါ်တဲ့လူအသိများတဲ့လုပ်ငန်းရှင်ဗီဇာဟာအကြီးအကျယ်ပြောင်းလဲတော့မှာဖြစ်ပြီး အော်တိုဘားလာ16ရက်နေ့ကစလို့စီမင်းအစ်တွေဟာတရဝင်းအသက်ဝင်သွားခဲ့လို့ပါပဲဒါဟာတာမန်ပြင်ဆင်မှုလေးတစ်ခုနည်းနည်းပါးပါးပြောင်းလဲလိုက်တာမျိုးမဟုတ်ပါဘူးဒါဟာဝင်ခွင့်သတ်မှတ်ချက်ကိုလုံးဝအဆင့်မြင့်တင်လိုက်တာပါဂျပန်နိုင်ငံမှာနေထိုင်ခွင့်ရဖို့ကြိုးစားနေတဲ့နိုင်ငံသားထောင်ပေါင်းများစွာအထူးသဖြင့်တရုတ်လူမျိုးတွေအတွက်တော့သူတို့မျှော်လင့်ထားတဲ့လူဝင်မှုကြီးကြပ်ရေးဖြတ်လန်းတစ်ခုကိုလုံးဝပိတ်ပစ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်ဂျပန်မှာနေထိုင်နေတဲ့တရုတ်လူမျိုးတွေအတွက်တော့ဒီသတင်းဟာသေတံတစ်ခုလိုပါပဲ။ ဘာကြောင့်ဒီလောက်တောင်ပြင်းထန်တဲ့စကလုံးသုံးရတယ်လဲဆိုတော့စီမင်းအစ်တွေဟာဂျပန်ကိုအစ်တလာမဲ့လူတွေကိုပဲပြစ်မှတ်ထားတာမဟုတ်ပါဘူးအဆိုးဆုံးချက်ကတော့ဒီစီမင်းတွေဟာရှီပြီးသားဗီဇာကင်ဆောင်ထားသူတွေကိုပါနောက်ကျောင်းပြန်အာဏာတက်ရောက်စေမှာဖြစ်လို့ပါပဲဟုတ်ပါတယ်ဂျပန်ဆိုရကလက်ရှိဗီဇာကင်ဆောင်ထားသူတွေကို၃နှစ်တိတိဆိုင်းငံ့ကာလတော့ပေးထားပါတယ်ဒါပေမဲ့အဲ့ဒီ၃နှစ်ပြည့်သွားတဲ့အခါအခုထုတ်လိုက်တဲ့စီမင်းအစ်တွေနဲ့ကိုက်ညီမှုမရှိတော့ဘူးဆိုရင်သူတို့ဟာဂျပန်နိုင်ငံကနေမဖြစ်မနေထွက်ခွာရတော့မှာဖြစ်ပါတယ် ဒီသတင်းထွက်လာတဲ့ဆိုရင်ပဲဂျပန်နိုင်ငံကတရုတ်လူမှုအတိုင်းအဝိုင်းတစ်ခုလုံးပွက်လောရိုက်သွားခဲ့ပါတယ်။လူတော်တော်များများဟာသူတို့ရဲ့အိမ်သုံးပရိဘောဂတွေကိုအလူအယက်ပြန်ရောင်းချနေကြပြီးတချို့ဆိုအိမ်တွေပါပြန်ရောင်းနေကြပါပြီ။ဘာကြောင့်ဒီလောက်တင်းကျပ်သွားတာလဲ။ဂျပန်ရဲ့ဗီဇာသုံးသပ်မှုလုပ်ငန်းစဉ်တွေဟာရုတ်တရက်ဆိုသလိုအလွန်အမင်းတင်းကျပ်လာခဲ့ပါတယ်။အထူးသဖြင့် Business Management Visa ၊ကျွမ်းကျင်လုပ်သားဗီဇာ၊လူသားပညာရေးဆိုင်ရာဗီဇာနဲ့ကျောင်းသားဗီဇာတွေအားလုံးပါပဲ။ ဒီ visa မျိုးစားတွေအားလုံးထဲမှာ business management visa ကတော့အစိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာပါ။ဘာကြောင့်လဲဆိုတော့လူတချို့ဟာကုမ္ပဏီတွေမှတ်ပုံတင်ထားတယ်။ဒါပေမဲ့အဲ့ဒီကုမ္ပဏီတွေမှာတကယ်လက်တွေ့လုပ်ငန်းလည်ပတ်မှုဘာမှမရှိပါဘူး။အခွန်ဆောင်မှုအခြေခံတာဝန်တွေကိုတော့မလိုက်နာခဲ့ကြပါဘူး။ဒါဆိုအခုအစ်စ်ပြောင်းလဲလိုက်တဲ့စီးမြင့်တွေကဘာတွေလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါ။ဒါတွေဟာအလွန်အရေးကြီးပါတယ်။၁ငွေကြေးအရင်းဒီအစမတန်တိုးမြင့်ခြင်း ဒါဟာအကြီးမားဆုံးပြောင်းလဲမှုပါပဲ။အရင်တော့ကကုမ္ပဏီတစ်ခုထောင်ဖို့အတွက်အ ਨੇ စုံမှတ်ပုံတင်မတီငွေဟာဂျပန်ယန်၅သန်းပဲလိုအပ်ခဲ့ပါတယ်။ဒါဟာအမေရိကန်ဒေါ်လာ3000 3000လောက်ဒါမှမဟုတ်တရုတ်ယွမ်2သိန်းခွဲလောက်ပဲရှိပါတယ်။ဒါကြောင့်လူတော်တော်များများကဒီလောက်တော့စမ်းကြည့်လို့ရတာပဲဆိုပြီးဝင်လာခဲ့ကြတာပါ။ဒါပေမဲ့စီမင်းအသေးအရာအဲ့ဒီယန်၅သန်းကနေဂျပန်ယန်30အထိတနည်းအားဖြင့်အမေရိကန်ဒေါ်လာ2သိန်းလောက်ထိ၆ဆခုန်တက်သွားခဲ့ပါတယ်။ ဂျပန်တရားရေးဝန်ကြီးဌာနရဲ့ရှင်းပြချက်ကတော့ဒီလိုတိုးမြင့်လိုက်တာဟာကုမ္ပဏီတွေမှာတကယ်လက်တွေ့လုပ်ငန်းလည်ပတ်နိုင်စွမ်းရှိတာကိုသိရသေးဖို့နဲ့အခွန်မဲ့ရှိတဲ့ကုမ္ပဏီတွေမှုလိုပေါက်ပေါများလာတာကိုတားဆီးဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။နှစ်ဝန်တန်းခန့်အပ်မှုဒုတိယချက်ကလည်းအလွန်အရေးကြီးပါတယ်။အသိလျှောက်ထားတဲ့ကုမ္ပဏီဟာအ ਨੇ ဆုံးအချိန်ပြည့်ဝန်တန်းတယောက်ခန့်အပ်ထားရပါမယ်။ဒါပေမဲ့အဲ့ဒီဝန်တန်းဟာဂျပန်နိုင်ငံသားဒါမှမဟုတ်အမြဲတမ်းနေထိုင်ခွင့်ရသူဖြစ်ရပါမယ်။ ဂျပန်မှာအလုပ်လုပ်ခွင့်ဗီဇာနဲ့ရောက်နေတဲ့တခြားနိုင်ငံသားတွေကိုခံထားလို့မရပါဘူး။ဒါဟာဘာကိုပြစ်မှတ်ထားလိုက်တာလဲ။မိသားစုစီးပွားရေးပုံစံတွေကိုတိုက်ရိုက်ပြစ်မှတ်ထားလိုက်တာပါ။အရင်တော့ကဇနီးမောင်နဲ့နှစ်ယောက်ထင်းတဲ့ကုမ္ပဏီထောင်ပြီးဗီဇာယူထားလို့ရခဲ့ပေမဲ့အခုအဲ့ဒီလိုလုပ်လို့မရတော့ပါဘူး။ပိုခတ်တာကဂျပန်နိုင်ငံရဲ့လက်ရှိအလုပ်လက်မဲ့နှုန်းဟာ1.5ခန်းတုန်းပဲရှိပြီးဒါဟာအလုပ်အကိုင်းပြည့်ဝရှိတဲ့နိုင်ငံအဆင့်မှာရောက်နေတာပါ။ ။ဒါကြောင့်ဂျပန်လူမျိုးတယောက်ကိုအလုတ်ခတ်ဖို့ဆိုတာအရင်ကထက်အများကြီးပိုခက်ခဲသွားပါပြီ။ဒီဝန်ထမ်းတယောက်ကိုတစ်နှစ်လသာအနည်းဆုံးဂျပန်ယန်3သန်းဒေါ်လာ2000လောက်ပေးရအောင်ပါပါ။ဒါဟာဗီဇာကိုဆက်ထိန်းထားနိုင်ဖို့အတွက်ကုန်ကျစရိတ်အကြီးအကျယ်တက်သွားတာပါပဲ။3ဂျပန်ဘာသာစကားရေးချင်းဒါဟာအသစ်ဆက်ဆက်ထည့်လိုက်တဲ့ခက်ခဲတဲ့လိုအပ်ချက်တစ်ခုပါ။အရင်ကဘာသာစကားလိုအပ်ချက်လုံးဝမရှိခဲ့ပါဘူး။ စီမင်းသေးရာကုမ္ပဏီထဲမှာအ ਨੇ ဆုံးလူတစ်ယောက်ဟာဂျပန်ဘာသာစကားအရေးချင်းအန်ဒူးအဆင့်ဒါမှမဟုတ်အဲ့ဒီထက်မြင့်တဲ့အဆင့်ရှိရပါမယ်အန်ဒူးဆိုတာကဂျပန်လိုကျွမ်းကျင်ကျင်ပြောဆိုဆက်ဆံနိုင်တဲ့အဆင့်ဖြစ်ပါတယ်ဂျပန်ရဲ့စီးပွားရေးပတ်ဝန်းကျင်မှာဒါဟာအလွန်အရေးကြီးတယ်လို့အစိုးရကသတ်မှတ်လိုက်တာပါအရင်ကဘာသာစကားလိုအပ်ချက်မရှိခဲ့တာကြောင့်ဂျပန်ကိုရောက်လာတဲ့ရှောက်ထားသူတွေအများကြီးဟာဆက်သွယ်ရေးအခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးဒါကသူတို့ရဲ့စီးပွားရေး လုပ်ငန်းလည်ပတ်မှုကိုပါထိခိုက်စေခဲ့တယ်လို့သုံးသပ်ထားပါတယ် ၄လုပ်ငန်းရှင်ရဲ့အရေးချင်းအရင်ကဘသူမဆိုကုမ္ပဏီလာထောင်လို့ရခဲ့ပါတယ်အခုတော့အဓိကလျှောက်ထားသူဟာအောက်ပါအရေးချင်းတွေရှိရပါမယ်အ ਨੇ စုံလုပ်ငန်းရှင်အတွေ့အကြုံ၃နှစ်ရှိရပါမယ်ဒါမှမဟုတ်စီးပွားရေးစီမံခန့်ခွဲမှု business business management ဘာသာရပ်ဒါမှမဟုတ်တပ်ဆိုင်ရာဘာသာရပ်နဲ့မဟာပွဲအရထားရပါမယ်တရားရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရအရင်ကအတွေ့အကြုံလိုအပ်ချက်မရှိခဲ့တာကြောင့် ဒီလိုဖွင့်လှစ်ခဲ့တဲ့ project တွေရဲ့40ရာခိုင်နှုန်းဟာမအောင်မြင်ပဲပျက်စီးခဲ့ပါတယ်။ဒါကြောင့်စီမင်းအစ်စ်ဟာတကယ်ရေချင်းရှိတဲ့လုပ်ငန်းရှင်တွေကိုပဲရွေးချယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။စီးပွားရေးစီမံကိန်းအတိအတိမှတ်ပြုလက်မှတ်ရရမယ်။နောက်ဆုံးချက်ကတော့ business plan ကိုအရင်လိုကိုယ့်ဘာသာကိုဖြစ်ကြက်ဆန်းရေးလို့မရတော့ပါဘူး။ဒီစီမံကိန်းဟာတကယ်လက်တွေ့ဖြစ်နိုင်ခြေရှိပါတယ်ဆိုတော့ကိုအစိုးရကအတိအမှတ်ပြုလက်မှတ်ပေးထားတဲ့ပညာရှင်တွေကထောက်ခံချက်ပေးရပါမယ်။ ဒါဟာအရင်တုန်းကလူတွေကိုစနစ်ထဲဝင်လို့ရအောင်တကယ်မရှိတဲ့စီမံကိန်းတွေလောက်ကျန်ဖန်တီးပေးခဲ့တဲ့ agency တွေကိုဓာတ်ရိုက်ပိတ်မှတ်ထားတားဆီးလိုက်တာပါပဲအခုတော့လိန်လေလှည့်ပြားလို့မရအောင်အစိုးရအသိမှတ်ပြုကျွမ်းကျင်သူတွေကစစ်ဆေးရတော့မှာဖြစ်ပါတယ်အစိုးဆုံးချက်ကိုထပ်ပြောရပါဦးမယ်ဒီစီမံတွေဟာအော်တိုဘားလ16ရက်နေ့ကစပြီးချက်ချင်းအသက်ဝင်ပါတယ်ဘာဆိုင်ငံကာလမှမပေးပါဘူးဝင်ကြီးဌာနရဲ့ website မှာရှောက်လာပုံစံအစ်စ်တွေတောင်တက်လာပါပြီဒါအပြင်အမြဲတမ်းနေထိုင်ခွင့် ပါမင်းနဲ့ resident PR ရှောက်ထားတဲ့လူတွေတောင်မှသူတို့ရဲ့လျှောက်လာကိုဆက်လက်စစ်ဆေးခံကျင်နေဆိုရင်ဒီစီမင်းအစ်စ်တွေနဲ့ kait နေရတော့မှာဖြစ်ပါတယ်။ဒီလိုပြောင်းလဲရဲ့မြန်ဆန်မှုဟာဂျပန်နိုင်ငံရဲ့တမယိုးကြဥပဒေပြွေးလုပ်ငန်းစဉ်တွေထက်အများကြီးပုံမြန်နေပါတယ်။ဒါဟာဒီပြုပြင်ပြောင်းလဲရေးကိုလှုပ်ဆောင်မှုအတွက်အစိုးရရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုပြသနေတာပါပဲ။ဒီဗီဇာဘာကြောင့်ဒီလောက်နာမည်ကြီးခဲ့တာလဲ။တကယ်တော့ဂျပန်ရဲ့ business management visa ဟာရုတ်တရက်ကြီးပေါ်လာတာမဟုတ်ပါဘူး။ သူ့ရဲ့မူလအစားဟာ2005ခုနှစ်မှာစတင်ခဲ့တဲ့ဂျီနီမြို့နယ်မှုစီမံခန့်ခွဲမှုဗီဇာပါပဲ။အဲ့ဒီချိန်ကဂျပန်ရဲ့စီးပွားရေးကြီးပေါက်ကွဲသွားပြီးနိုင်ငံမှာအလုပ်သမားပြတ်လတ်မှုတွေအကြီးအကျယ်ဖြစ်ပေါ်နေခဲ့ပါတယ်။နိုင်ငံသားဂျီနီမြို့နယ်မှုတွေနဲ့ထူးခြားတဲ့ရေချင်းရှိသူတွေကိုဆွဲဆောင်မှုအတွက်ဂျပန်အစိုးရကဒီဗီဇာကိုစတင်ခဲ့တာပါ။အဲ့ဒီတုန်းကဝင်ခွင့်တတ်မှတ်ချက်တွေကအလွန်နှိမ့်ကျခဲ့ပါတယ်။ဝန်ထမ်းခန့်စရာဘာသာတကားလိုအပ်ချက်လုပ်ငန်းအတွေ့အကြုံလုံးဝမလိုပဲ ကုမ္ပဏီဟာလေပတ်နိုင်ခြေရှိတယ်ဆိုတာကိုသက်သေပြနိုင်မဲ့ business plan တစ်ခုပဲလိုအပ်ခဲ့ပါတယ်။အစားပိုင်းမှာတော့ဒီ visa ကိုလူတွေသိစိတ်မဝင်စားကြပါဘူး။၂015ခုနှစ်ရောက်မှာဂျပန်အစိုးရကဒီ visa ကို business management visa လို့နာမည်ပြောင်းလိုက်ပြီးထူးခြားအရေးချင်းပြင်ပုံကိုစနစ်ထဲကိုထည့်သွင်းလိုက်တဲ့အခါမှာမှအရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြောင်းလဲက visa ရသူရဲ့မိသားစုဝင်တွေကိုပါအတူတူခေါ်ဆောင်ခွင့်ပေးလိုက်လို့ပါပဲ။ ကလေးတွေကဂျပန်ရဲ့ပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုအပြည့်အဝခံစားဝင်ရသွားပါတယ်။ဂျပန်နိုင်ငံမှာအလွန်ကောင်းမွန်တဲ့လူမှုဖူလုံရေးစနစ်ရှိတယ်ဆိုတာအားလုံးအသိပါပဲ။နိုင်ငံလုံးဆိုင်ရာကျန်းမာရေးအာမခံက69ရာခိုင်နှုန်းလွှမ်းခြုံမှုရှိတယ်။ကလေးတွေအတွက်ထပ်တန်းအဆင့်အထိပညာရေးကအခမဲ့ဖြစ်တဲ့အပြင်ကမှအလုပ်လက်မဲ့တွေအတွက်လည်းထောက်ပံ့ကြေးတွေရှိပါတယ်။ဒီဗီဇာကိုရခဲ့တဲ့ရှန်ဟိုင်းကစွန့်ဦးတည်ထွင်သူတယောက်ကအမှတ်တရပြောပြတာကဂျပန်ရန်ငါးတန်းနဲ့ကျွန်တော်ကုန်သွယ်ရေးကုမ္ပဏီတက်သေးလေးတစ်ခုဖွင့်လိုက်တယ်။ ကျွန်တော်ကလေးကအစိုးရအကြောင်းမှာအလကားတက်လို့ရတယ်။စေးဘိုးဘွားကတွေကအကုန်ပြန်အန်းွေရတယ်။ဒါဟာကနေဒါလိုနိုင်ငံမျိုးမှာအင်ချန်မြေဝယ်ပြီးရွှေပြောင်းနေထိုင်တာထက်အများကြီးသက်သာတယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ကဂျပန်အစိုးရဟာမူဝါဒကိုလွန်လျှော့ပေါ်ထားခဲ့ပါတယ်။ဗီဇာတက်တန်းတိုးတဲ့အခါမှာတော့ကုမ္ပဏီတကယ်ရှိမရှိနဲ့အခွန်ဆောင်မဆောင်တော့ပဲစစ်ဆေးခဲ့ပါတယ်။ဒီသတင်းပြန့်နှံ့သွားတာနဲ့တရုတ်နိုင်ငံသားအမြောက်များဟာဂျပန်ကိုအလုံးရင်းနဲ့ဝင်လာခဲ့ကြပြီးရှောက်ထားသူရေတွက်ဟာမိုးထီအောင်မြင့်တက်သွားခဲ့ပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ရဲ့အချက်အလက်တွေရ2015ခုနှစ်မှာရှောက်လွာပေါင်း1000ကျော်ရှိခဲ့ပြီးအဲ့ဒီထက်က30ရာခိုင်နှုန်းဟာတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်2016ခုနှစ်မှာတရုတ်ရှောက်ထားသူအရေအတွက်9000ထိရောက်လာပြီးနောက်ပိုင်းနှစ်တွေမှာဇက်တိုက်တိုးလာရာက2023ခုနှစ်မှာတော့ရှောက်ထားသူပေါင်း2000အထိစံချိန်တင်ပြင်တက်ခဲ့ပါတယ်တကယ်တော့ဂျပန်ရဲ့ business management visa ဆိုတာအယောင်းဝယ်တစ်ခုလိုပါပဲနိုင်ငံသားတွေဂျပန်မှာနေထိုင်မယ်ဆိုရင် ဂျပန်လူအဖွဲ့အစည်းတွေအတွက်တည်တာထင်ရှားတဲ့အကျိုးပြုမှုတွေလုပ်ပေးရမယ်။သူတို့ပေးဆောင်တဲ့အခွန်တွေ၊သူတို့ဖန်တီးပေးတဲ့အလုပ်ကိုင်တွေဟာသူတို့ဂျပန်ကနေပြန်ရမယ့်အကျိုးကျေးဇူးတွေထက်အများကြီးပိုသာလွန်နေရပါမယ်။ဒါပေမဲ့တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ဖိနှိပ်မှုအောက်မှာကာလရှည်ကြာနေထိုင်ခဲ့ရတဲ့တရုတ်လူမျိုးတွေအတွက်တော့အ ਨੇ ရန်ပြောင်းလဲနေတဲ့နိုင်ငံရေးပတ်ဝန်းကျင်၊နှေးကွင်းနေတဲ့စီးပွားရေး၊အားနေနေတဲ့လူမှုဖူလုံရေး၊လူမျက်နှာကြည့်တတ်တဲ့တရားဥပဒေစနစ်၊အုံနောက်ဆေးကြောတဲ့ပညာရေး ဒီအရာတွေအားလုံးကြောင့်သူတို့ရဲ့ကိုပိုင်ပစ္စည်းဥစ္စာတွေနောက်ဆုံးသူတို့ရဲ့အသက်ကိုတောင် CCP ကအချိန်မရွေးသိမ်းယူသွားနိုင်တဲ့အန္တရာယ်ကြားမှာနေထိုင်နေရပါတယ်။ဒါကြောင့်သူတို့လက်လန်းမိသမျှဘလို့လူဝင်မှုကြီးကြပ်ရေးမူဝါဒမျိုးကိုမဆိုသူတို့အတွက်အသက်ငယ်ကြိုးတချောင်းဖြစ်လာခဲ့ပါတယ်။မတိတာမြေရတဲ့အနာဂတ်ကနေထွက်ပြေးဖို့တရားဝင်နေထိုင်ခွင့်တစ်ခုရဖို့ထွက်ပေါက်တစ်ခုထားရှိဖို့ပြီးတော့သူတို့ရဲ့ကလေးလေးလွတ်လပ်တဲ့ပတ်ဝန်းကျင်မှာပညာသင်ကြားခွင့်ရဖို့အတွက်ဂျပန်ရဲ့ business management visa ဟာ သူတို့မျက်စီထဲမှာတက်တာချောင်ချီရေကပ်ပြားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မလို့တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ရှောင်းဟုံရှုမှာဒီဗီဒါနဲ့ပတ်သက်ပြီးဝါကြွားတဲ့ post တွေလမ်းညွှန်တွေအများအပြားပေါ်ပေါက်လာခဲ့ပါတယ်။တရုတ်ယွမ်2သိန်းခွဲနဲ့ကုမ္ပဏီဖွင့်လိုက်မိသားစုလိုက်ဂျပန်ကိုပြောင်းလာအစားအသောက်အပျော်အပါစေကူတာမှုအကုန်အလကားပဲ။ကလေးတွေចောင်းတက်တာအခမဲ့စေယုံတက်တာဈေးပေါ်ပေါ်ဂျပန်ရဲ့ဖူလုံရေးကအရန်မိုက်တယ်ဆိုတော့ကြော်ညာစာသားတွေမှုလို့ပေါက်လာခဲ့ပါတယ်။ ဒီလိုဗီဒီယိုတွေဟာတရုတ်ပြည်မကြီးရဲ့ platform အနှံ့မှာအလှည့်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။တိုကျိုအိုဆာကာလိုမြို့ကြီးတွေကအကျိုးဆောင် agency တွေကလည်းဘာသာတကားမလိုဘူးအတွေ့အကြုံမလိုဘူးမိသားစုစီးပွားရေးလည်းကြိုးဆိုတယ်ဆိုတဲ့ကြောင်ကြားစာသားတွေနဲ့လူတွေကိုဆွဲဆောင်ခဲ့ကြပါတယ်။အမြတ်ရဖို့အတွက်တချို့ agency တွေကတရုတ်နိုင်ငံသားတွေကိုစီးပွားရေးစီမံကိန်းအတူတွေဘွဲ့လက်မှတ်အတူတွေလှုပ်ကြံဖန်တီးပေးခဲ့ကြပါတယ်။တကယ်လို့မလုပ်တဲ့ဟန်ပြဝန်ထမ်းတွေကိုငှားရမ်းပြတာတွေလုပ်ခဲ့ကြပါတယ်။ ဒီလိုဝါကြွားမှုတွေလှည့်ပြားမှုတွေများလာတဲ့အခါမှာတော့ဂျပန်ပြည်သူတွေနဲ့ဂျပန်မီဒီယာတွေကသတိထားမိလာပါတော့တယ်။ဂျပန်ရဲ့နာမည်ကြီးမီဒီယာ NHK ကစီးပွားရေးစီမံခန့်ခွဲမှုဗီဇာကြီးအရေးဆိုတဲ့အထူးအစီအစဉ်တစ်ခုကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီမှာရှောင်ဟုံစုက post တွေကိုကိုးကားပြီးတရုတ်နိုင်ငံသားတွေကဒီစနစ်ကိုဘလို့အလွဲသုံးစားလုပ်နေလဲဆိုတာကိုဖော်ထုတ်ပြခဲ့ပါတယ်။ဒါဟာဂျပန်ပြည်သူလူထုရဲ့မကျေနပ်မှုကိုအကြီးအကျယ်ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုမီဒီယာတွေကအဆက်မပြတ်ဖော်ပြမှု ပြည်သူလူထုရဲ့ဒေါသထွက်မှုတွေဟာဂျပန်လူအဖွဲ့အစည်းတစ်ခုလုံးမှာနိုင်ငံသားစန့်ကျင်ရေးစိတ်ဓာတ်တွေပြန့်နှံ့လာစေခဲ့ပါတယ်။ဒါဟာနိုင်ငံရေးအပြောင်းအလဲတစ်ခုနဲ့လည်းတိုက်ဆိုင်သွားခဲ့ပါတယ်။အော်တိုဘလာ၄ရက်နေ့မှာဆာနာအဲလ်တာကာအီချီဟာဂျပန်ရဲ့အာဏာရပါတီ LDP ရဲ့ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌတနည်းအားဖြင့်တမရအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။သူမဟာဝင်ကြီးချုပ်ဟောင်းရှင်ဆိုအာပေးရဲ့လက်ရင်းတစ်ဖက်တူဖြစ်ပြီးအလွန်ကွန်ဆာဗေးတစ်ဖြစ်တဲ့အမျိုးသားရေးဝါဒီတူဖြစ်ပါတယ်။ သူမရဲ့အဓိကမူဝါဒတွေကတော့အမျိုးသားလုံခြုံရေးကိုတင်းကျပ်စွာကာကွယ်ဖို့စီးပွားရေးလုံခြုံမှုကိုအလေးထားဖို့ပြီးတော့နိုင်ငံခြားသားများအားတင်းကျပ်စွာစီမံခန့်ခွဲဖို့ပါပဲ။သူမဟာဒုက္ခတွေအတုတွေကိုနှင်ထုတ်ဖို့တရားမဝင်နေထိုင်သူတွေကိုနှိမ်နှင်းဖို့နောက်ကျောင်းရာသီဝင်တွေကိုတင်းတင်းကျပ်ကျပ်ဆစ်ဆီးဖို့ပွင့်လင်းစွာပြောကြားခဲ့ပါတယ်။ဒီလိုနိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာရတဲ့အထိတရုတ်လျှောက်ထားသူတွေရဲ့လှည့်ပြားမှုတွေကဘလောက်တောင်ဆိုးရွားခဲ့လဲလို့မေးစရာရှိပါတယ်။2019ခုနှစ်မှာဂျပန်ရဲ့ အစာဟိရှင်ဘန်တရင်သာကစုံစမ်းစစ်ဆေးမှုတစ်ခုမှာဒီဗီတာကင်ဆောင်ထားတဲ့ကုမ္ပဏီတွေရဲ့20ရာခိုင်နှုန်းဟာဝန်တန်းမရှိအမြတ်မရှိတဲ့အခွန်မဲရှိတဲ့ကုမ္ပဏီတွေဖြစ်နေတာကိုဖော်ထုတ်ခဲ့ပါတယ်။သူတို့ဟာဗီဇာတက်တန်းတိုးဖို့တသက်ပဲကုမ္ပဏီကိုမှတ်ပုံတင်ထားတာဖြစ်ပါတယ်။2022ခုနှစ်မှာဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးရဲ့အတွင်းပိုင်းစီရင်ခံတာတစ်ခုပေါက်ကြားခဲ့ပါတယ်။အဲဒီမှာတရုတ်နိုင်ငံကနေလာတဲ့အဆင့်မြင့်ရှောက်ထားသူအများပြားဟာဘွဲလက်မှတ်အတူတွေအုပ်ချုပ်မှုဆိုင်ရာကြမ်းပြူတာတွေကိုလက်ထိုးမှုတွေမှာ ပါဝင်ပတ်သက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ပို့ဆိုတာကအဲ့ဒီလူတွေက30ရာခိုင်နှုန်းဟာအမြဲတမ်းနေထိုင်ခွင့်ပြရာရောက်သွားပြီးနောက်မှာအလုလက်မဲ့ဖြစ်သွားကြပြီးအစိုးရရဲ့အလုလက်မဲ့ထောက်ပံ့ကြေးတွေကိုစတင်ထုတ်ယူခံစားနေကြပါတယ်။ဒါဟာဂျပန်စီးပွားရေးကိုအချိုးမပြုတ်ရပြင်ဂျပန်ရဲ့လူမှုဖူလုံရေးစနစ်ကိုပါပြန်ပြီးဝင်ထုတ်ဝင်ဖို့ဖြစ်စေခဲ့ပါတယ်။ဂျပန်အစိုးရဟာဒီမိသားစုလိုက်ရွှေပြောင်းနေထိုင်မှုပုံစံကိုကာလရှည်ကြာစိုးရိမ်ပူပန်နေခဲ့တာပါ။ဥပမာခင်မုန်းက အခွန်မဲရှိတဲ့ကုမ္ပဏီတစ်ခုကိုမှတ်ပုံတင်လိုက်တယ်။ပြီးရင်တရုတ်ပြည်ကနေရန်၅တန်းလွှဲထည့်လိုက်တယ်။ပြီးတာနဲ့ဇနီးနဲ့ကလေးတွေကိုမိခိုသူအဖြစ်ထည့်သွင်းပြီးမိသားစုလိုက်ဂျပန်ရဲ့ဈေးသက်သာတဲ့ပညာရေးကျန်းမာရေးနဲ့ပညာရေးစနစ်တွေကိုဝင်ရောက်ခံစားကြရတာပါပဲ။ဂျပန်မှာခွန်မတန်းမရှိတဲ့လူတွေကိုဝင်ဝင်နဲ့အိမ်တော်စုအဖြစ်သတ်မှတ်ပြီးဒေသန္တရအစိုးရကထောက်ပံ့ကြေးတွေတောင်ပေးအပ်တာမျိုးရှိခဲ့ပါတယ်။ဒီလောက်ရတဲ့အားလုံးဟာစီမင်းဟောင်းတွေရဲ့မူပေါင်းအတွင်းကတရားဝင် ဖြစ်နေကြတာကြောင့်အာဏာပိုင်တွေကအရေးယူလို့မရခဲ့ပါဘူး။ ဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်လည်လာကြည့်ရင်ဂျပန်ရဲ့ business management visa ပေါ်လူတွေအလူရဲ့စိတ်ဝင်စားခဲ့တာကြောင့်ကနေအခုလိုတင်းကျပ်တဲ့စီးမြင်တွေနဲ့ပြန်လည်ပိတ်သိမ်းခံရတဲ့အထိတရုတ်နိုင်ငံသားတွေရဲ့အခန်းကဏ္ဍဟာတော်တော်လေးမလှမပဖြစ်ခဲ့တယ်ဆိုတာတွေ့ရမှာပါ။ပုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုလိုချင်တာဟာလူတိုင်းရဲ့ဆန္ဒပါပဲ။ဒါပေမဲ့စနစ်တွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးလိန်လေလှည့်ပြားမှုတွေနဲ့ရယူလာတဲ့အကျိုးကျေးဇူးတွေဟာယာယီခဏတာပဲခံစားရနိုင်ပြီး ။နောက်ဆုံးမှာတော့ကြောင်းမက်ဖွဲကောင်းတဲ့အကျိုးဆက်တွေကိုပဲပြန်လည်ခံစားရလိမ့်မယ်ဆိုတာကိုဒီဖြစ်ရက်ကတတ်သိပြသွားခဲ့ပါပြီ။ဒီပြောင်းလဲကြောင်းတကယ်ရိုးရိုးသားသားကြိုးစားပြီးဂျပန်မှာစီးပွားရေးလုပ်ကိုင်နေတဲ့နိုင်ငံသားသားစွန့်ဦးတီထွင်သူတွေဟာကြားရဲကနေနိုင်ငံရေးအကြစရိခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ရတာကတော့အလွန်ဝမ်းနည်းစရာကောင်းတဲ့အချက်ပဲဖြစ်ပါကြောင်းတင်ပြရင်းဏီကုန်းချုပ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။